မလင်နံခံစားရသူတွေမှာတချို့ဆိုရင်နေချင်းညာချင်းဆိုသလိုနေစရာအိမ်ရှိတော့တဲ့ကိုယ့်ရဲ့အတိုင်းအမြုံလေးကိုကိုယ်တိုင်ကလုံခြုံတယ်ကိုပိုင်မိသားစုလေးနဲ့တသက်လုံးအတူကုံဆုံးမယ်လို့ယူဆထားတဲ့ပိုင်ဆိုင်မှုတွေပြတ်ပွဲခဲ့ရတယ်။အိမ်ပိုင်လေးရဖို့ဘဝတသက်တာရဲ့အချိန်တော်တော်များများစူးစမ်းရုံးကန်ရင်အခြေတကျဖြစ်ုံလို့ရှိသေးတယ်။ဒီတစ်ပါတော့ကဆူကြီးကြောင့်ဆုံးရှုံးလိုက်ရတာတွေတချို့ဆိုမိသားစုဝင်တွေပါဆုံးရှုံးခဲ့ကြတယ်နော်။ လူတွေမှာပိုင်ဆိုင်မှုတွေဆုံးရှုံးနေမိသားစုဝင်တွေကိုချစ်ခင်ရသူတွေကိုမျိုးလေးနဲ့ကိုနေထိုင်ရနေရာပျက်စီးဆုံးရှုံးရတာတွေကိုနေထိုင်တဲ့မျိုးရွာကလေးကိုတန်ရုံးစင် ဖြစ်ပြီးတော့ဒီဟာလေးပြက်စီးသွားတဲ့အတွက်ကြောင့်အရန်ကိုခံစားခဲ့ရသူတွေနောက်ပြီးကိုဒေတာကဘာသာရေးဆောက်ဦးတွေဖျားစီဒီတွေဖုန်းတော်ကြီးချောင်းတွေလမ်းတွေတရားတွေပြက်စီးဆုံးရှုံးတာပေါ့နော်နောက်ပြီးကိုရိုင်းနဲ့အသက်ဘေးကတည်တည်လေးလွတ်ခဲ့တယ်ဆိုရင်တော့မှပဲခံစားရမယ့်စိတ်ဓာတ်ရအတိတ်အနက်ကလူတိုင်းမှာအတိုင်းအတာတစ်ခုထိဖြစ်တယ်ဆိုတာတော့ယုံကြည်ရမှာနော်လက်တလုံးမှာပူထူပြီးဘာတွေဘလို့ဖြစ်သွားလဲ မျက်စိတမိတ်မျက်နှာပိုင်းလေးအတွင်မှာဟိုဒီလိုအကြီးကြီးပြောင်းလဲပြက်စီးသွားတာတွေဖြစ်ခဲ့တယ်။ဒီတော့ဒီလိုလူတွေဘယ်လိုခံစားရမလဲ။သူတို့ခံစားရတဲ့ခံစားချက်တွေပြောပါဆိုလို့ရှိရင်နံပါတ်၁ကသူတို့ပြင်းပြင်းထန်ထန်ဝန်းနေတာတွေဖြစ်မယ်။အချိန်တိုလေးအတွင်မှာရုပ်တရက်ဖြစ်သွားတဲ့ဆုံးရှုံးမှုလက်မခံနိုင်ဘူး။သူတို့စိတ်ထဲမှာဖြစ်ခဲ့တာတွေကိုဘယ်လို့မှလက်မခံနိုင်ဘူး။ငလင်မတိုင်ခင်ကအတူရှိခဲ့တဲ့မိသားစုဝင်တွေရဲ့ပုံရိပ်တွေ အမတ်တရတွေကစိတ်ထဲမှာအဆက်မပြတ်ပေါ်လာတာတွေအပြစ်မှန်ကိုသိပေမဲ့လက်ခံမှုခက်ခဲတဲ့အတွက်ပြင်းပြင်းထန်ထန်ဝမ်းနေတာတွေခံစားရတာတွေဖြစ်မှာပါနံပါတ်1ကတော့သူတို့ကိုသူတို့အပြစ်ရှိတယ်လို့ကိုကိုကထင်တတ်ကြတာတွေသူတို့ကိုသူတို့ငါသာသူတို့ကိုကယ်နိုင်ခဲ့ရင်အပြင်ကိုဒါမှမဟုတ်အပြင်ကိုဆော့ဆော့လေးအပြင်ကိုထွက်နိုင်ခဲ့ရင် ကောင်းပါเนาะအခုတော့မကယ်ထုတ်နိုင်ဘူးเนาะအဲ့လိုမျိုးတွေပေါ့เนาะနောက်တစ်ခါအပြင်သွားဖို့ပြင်နေတယ်တချို့ဆို10မိနစ်လောက် soft ထွက်မြင်ကောင်းတာဒါမျိုးလေးပေါ့နော်အဲ့လိုအကြောင်းအရာလေးတွေအများကြီးတွေ့ရတယ်ဒီအတွက်ကိုအရန်ကိုစိတ်မကောင်းဖြစ်ဖို့ကောင်းတယ်ပေါ့နော်ဒီတော့သူတို့မရှိတော့တဲ့အတွက်ကြောင့်ကိုတယောက်တည်းရှင်သန်ရမှာကိုဘလို့ရင်ဆိုင်ရမလဲကိုမိသားဝင်ဇူဝင်တွေရဆုံရှုံသွားတာဒီအတွက်ကြောင့်ပေါ့နော်အာရှေ့ကိုဘလို့ရှေ့ဆန်ရမလဲနောက်တစ်ခါကိုအတိတ်ပဲမရှိတော့တဲ့ဒီဘွားကြီးမှာဘလို့များဆက်ပြီးရှင်သန်ရမလဲဒီတော့ကြံရည်သူတွေအနေနဲ့လဲသူကြံနေတာကအပြစ်တစ်ခုလို့ပုံစံမျိုးနဲ့ survivor's gift ခေါ်တာပေါ့နော် ဒီလိုကန်စားချက်တွေဖြစ်တယ်။နောက်တစ်ခါနံပါတ်3ကကျတော့သူတို့ဘယ်လိုတွေကန်စားရလဲဆိုတော့ပူပင်သောကတွေစိုးရင်ထိလန့်တာတွေကဇက်တိုက်ဆက်ဖြစ်လာတယ်။တစင်ပြီးတစင်သူတို့ဖြစ်တာနော်။လေနေနေကြမ်းရင်တော့လန့်နေတာမျိုးပထမောက်တကားကအတန်ထွက်နေတာမျိုးအဲ့လိုမျိုးပေါ့နော်။အတန်ထွက်ရင်မဲအာ ပြန်ပြီးတော့ဖြစ်မလားငလင်းပြန်လှုပ်မလားဒါမျိုးပေါ့နော်မူကနဲ့မိုက်ကနဲ့ပြန်တော့မှပဲအဘာဖြစ်တာလဲဒါမျိုးလန့်အနေရပေါ့တစ်ချိန်ပြည့်လန့်အနေဟိုသူတို့နေတဲ့အိမ်ထဲမှာအိမ်ထဲမှာပြန်နေလို့ရတယ်ဆိုတော့မှပဲမနေရဘူးဒါမျိုးတွေပေါ့နော်ဒီအဆက်မပြတ်ကြောက်နေတဲ့ကြောက်ရွံ့စိတ်ပူပန်စိတ်အိမ်မဆိုးတွေမှတ်တယ် flashbacks လူမျိုးပေါ့နော်ဒီကိုရင်ဆိုင်ရတာတွေနဲ့တူတဲ့အဖြစ်အပျက်တွေတွေ့လို့ရှင်ဖြတ်ခန်းတဲ့ထက်တူအကြောင်းအရာတွေမြင်လိုက်တာနဲ့အပြန်ပေါ်လာတယ်အဲ့လိုဇက်တိုက်ဇက်တိုက်တွေဖြစ်နိုင်တယ်နော်ဒါနံပါတ်3ချက်ကသူတို့ရဲ့ပုံဝင်တော့ကတွေဒီထက်မကလည်းအများကြီးဖြစ်နိုင်တယ်နော်နောက်တစ်ခါနံပါတ်4ချက်ကသူတို့စိတ်တက်ကြတဲ့ စိတ်ထက်ကြတာတွေဖြစ်တယ်ပေါ့မြူဒီပရက်ရှင်တွေဝင်လာတယ်အအချိန်ကြာလာတာနဲ့များဘာမှလုံးချင်ကန်ကျင်စိတ်မရှိတော့တယ်လို့စိတ်မပါတဲ့ခံစားချက်မျိုးလူကထုံပေပေနဲ့အပြောစရာတွေ့ရင်လည်းမပြောဘူးဝမ်းနေစရာတွေ့ရင်လည်းဝမ်းမနေဘူးဘာမှမခံစားတတ်တော့တလို့လို့တချို့ကအိတ်မပြောဘူးအိတ်လို့မရဘူးတချို့ကြလည်းအလွန်ကြုံအိတ်တာထဖို့မထလာတော့အိတ်ရတယ်မှာခုခုလေးတချို့ကအစားမစားဘူးစားစားခြင်းသိရော့သွားတာလုံးဝမစားဘူးအဲ့လိုမျိုးကတချို့ကအလွန်ကြုံစားတာတယောက်တစ်ယောက်ကဒီ response ခြင်း ဖြစ်တာကျင်းတော့မတူဘူးပေါ့နော်အဲလူမှုဆက်ဆံရေးဒီမှာလည်းရှောင်ဖယ်မယ်တယောက်တည်းနေနေတွေးကျင်တာတွေတွေးနေမယ်နေ့စဉ်ကိုယ့်ရဲ့ပုံမှန်လုပ်ငန်းစဉ်တွေကိုလည်းမလုပ်ချင်စိတ်မှန်စားဘူးစိတ်တက်ကြတာနော် depression ရဲ့လက္ခဏာတွေဒီလိုတွေဖြစ်လာတယ်တဲ့အဲ့ဒါကနံပါတ်၅ချက်ကသူတို့ဘယ်လိုတွေဖြစ်နိုင်လဲဆိုတော့ဒေါသစိတ်နဲ့ခံပြင်းစိတ်တွေပေါ့နော်အဲဒေါသဟို ကြီးလာတယ်ဒါမျိုးပေါ့နော်အဲဘာကြောင့်ငါမိသားစုမှာဖြစ်ရတာလဲစိတ်သူ့စိတ်ထဲမှာဖြစ်နေတာနော်အဲ့တော့တခြားနေရာပုံချပြီးဒေါသကြီးအရန်ထွက်တတ်တယ်အဆိုးလိုက်တဲ့ငါကံငါမို့လို့ဖြစ်နေရလားအစသဖြင့်ပေါ့နော်အကံကြမ္မာကိုဖြစ်တင်တယ်ဒေါသစိတ်တွေဖြစ်ဖြစ်လာပြီးတခြားနေရာမှာပုံချပြီးတော့အเจ้าညာတစ်ခုအเจ้าပြုတ်ပြီးတော့တောင်းကြမ်းတာတို့ဒါမျိုးတွေပုံဖြစ်လာတယ်ပေါ့နော်ဟုတ်ကဲ့ ဘက်တလောကတော့ဒီမျိုးလိုက်နေရာလိုက်တယ်အဆုလိုက်အပြုံလိုက်ခန်းစားခဲ့ရတာဆိုတော့ကိုယ်တိုင်လည်းဖြစ်နိုင်တယ်ကိုယ့်ပတ်ဝန်းကျင်မှာလည်းဖြစ်နိုင်တယ်ဒီလိုခန်းစားရတဲ့သူတွေရမ်းများမှာเนาะရှေ့လျှောက်ကအာကိုယ်တိုင်ကဒီလိုခန်းစားချက်တွေဖြစ်နေမှဖြစ်ဖြစ်ကိုယ့်ပတ်ဝန်းကျင်ကသူတွေကိုပဲဖြစ်ဖြစ်ဒီလိုခန်းစားချက်တွေဖြစ်နေရင်ကိုယ်တိုင်လည်းဒီကိုယ့်ခန်းစားချက်တွေကိုလက်ခံနားလဲသလိုသူများကိုလည်းလက်ခံနားလဲဒါဖို့ပထမအဆင့်ပေါ့เนาะဖြစ်တယ်ဟုတ်တယ်ဒါကိုလက်ခံเนาะဒီလက်ခံပြီးတော့မှအားပေးလို့ရတယ်ကိုယ့်ကိုယ်လည်းအားပေးလို့ရတယ်သူများကိုလည်းအားပေးလို့ရတယ်ဒါကပုံမှန်ခန်းစားချက်ဒီလိုဖြစ်ရင်ဒီလို ံစားရတယ်ဆိုတော့ကိုကိုယ်တိုင်လက်လက်ခံသူများကိုလည်းပြောပြလို့ရတယ်ဘာနော်နောက်တစ်ခါသူပြောတဲ့သူကံစားချက်တွေကိုယ်ပြနာမှာဒီလိုမျိုးတွေရှိလို့ရှိရင်အာယုံဆိုင်ပြီးနားထောင်ဘာမှမပြောနဲ့ငြိမ်မိတာသူပြောတာအရင်နားထောင်ပြီးပေါ့နော်ဘာအကြံမှလည်းမပေးနဲ့နားပဲနားထောင်ပြီးလိုက်သူပေါ့ရတယ်ဒီသူပြောပါစေပေါ့နော်ဒီလိုလုပ်ပြီးလို့ရတယ်နောက်တစ်ခါသူ့ကိုဘလို့အကူအညီထောက်ပံ့နေကိုပေးလို့ရနိုင်မလဲစာစာရေးအိတ်ရာနေရာဒီလိုနေစီစဉ်ပေးလို့ရတယ်အတတ်နိုင်ဆုံးသူ1သူက1နဲ့တင်ငယ်နေတာဆိုတော့အတွက်ကြောင့်သူ့ကိုမခံစားမိအောင်စိတ်ပြောက်အောင်ပြောအောင် လက်တလုံးမှာဒီလိုမျိုးအားပေးလို့ရတယ်။မိသားစုဝင်တွေဆုံရှုံနာတဲ့အတွက်ကြောင့်သူတို့အတွက်ကိုဘယ်လိုပြင်ဆင်ပေးလို့ရမလဲဆိုပြင်ဆင်ပေးတာတွေ၊ကြံ့ရင့်နေတဲ့သူတွေအတွက်ကိုလိုအပ်တာတွေအကုန်စီစဉ်ပေးတာတွေလုပ်လို့ရတယ်နော်။နောက်ပြီးဒီလိုဖြစ်တာတယောက်တည်းမဟုတ်ဘူးဆိုတာကိုကိုယ်တိုင်နားလည်မယ်။ခုဘေးဘက်ဝင်ကျင်ကခံစားရတာတွေကိုလည်းရှင်းပြပေးလို့ရတယ်။ဒီဖြစ်ကကိုတယောက်တည်းဖြစ်ခဲ့တာတော့မဟုတ်ဘူး။ကိုလိုပဲအများကြီးဖြစ်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့် လူလူဖြတ်ကျော်ဖို့စူးစမ်းဖို့တိုက်တွန်းပါပေါ့နော်ရှေ့ဆက်ပြီးတော့လည်းဒီရေရှည် plan တွေ